အမေကျွန်တော်ရဲ့ 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒါလေးကတော့ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်ပေါ့နော်ဒါကျွန်တော်တတိယ file လေးကျွန်တော်တင်ပေးလိုက်ပါရနော်ဒါရှစ်ချိန်တော့ကတော့ဒီ file လေးကနောက်ဆုံးဖိုင်ပါပါခင်ဗျာကဲ break line လေးကနေကျွန်တော်တို့စကြည့်လိုက်အောင်ခင်ဗျာကျွန်တော်တို့ဒီ ကျွန်တော်တို့ဒီနှစ်20နှစ်23 24မှာဖြစ်ခဲ့တဲ့အားလေးကနေစပြီးတော့ကျွန်တော်တို့အခြေတည်မယ်ပေါ့နော်အခြေတည်မယ်ဆိုတော့ကျွန်တော်တို့ဒီ20နှစ်23 24နှစ်ဦးတွေမှာဘာဖြစ်ခဲ့လဲဆိုရင်နှစ်ဦးမှာရှေးပေါင်း6 9နောက်ပိတ်ပေါ့နော်6ရက်နှခါကို9နောက်ပိတ်တယ်နှစ်ဦးမှာရှေးပေါင်း6ပေါ့နော်6ရက်နှခါကို9နောက်ပိတ်တယ်နှစ်ဦးမှာရှေးပေါင်း6 6ရက်နှခါကို9နောက်ပိတ်တယ်ပေါ့နော်အဲ့လိုနှစ်ဦးမှာရှေးပေါင်း6 9နောက်ပိတ်လို့ရိုက်ပြန်တဲ့အဲ့နှစ်ထဲမှာကျွန်တော်တို့ဒီ power တွင်းနဲ့ပေါ့နော် power တွင်းနဲ့ brake ရှေ့ကဏ္ဍလေးတစ်ခွက်ထွက်တယ်ပေါ့နော် power တွင်းနဲ့ brake ရှေ့ကဏ္ဍ တကွက်ထွက်တဲ့အဲ့ဒီထွက်တဲ့ခဏရဲ့ဘေးနားလေးမှာဒါ၃ပါသောဗရိတ်နှစ်ဆိုတဲ့ခဏလေးတကွက်အဲဒါလိုက်ရိုက်နေတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့သူ့ရဲ့နောက်နှစ်ကိုကြည့်လိုက်တဲ့အချိန်မှာလဲပါဝါတော်တော်နဲ့ဗရာဗရိတ်ရှစ်ဆိုတဲ့ခဏလေးရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့ဘေးနားလေးမှာလဲဒါ၃ပါသောဗရိတ်နှစ်ခဏလေးတကွက်ဒါတော့ရှောက်လိုက်ထွက်ပြီးနေရပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီနားလေးမှာပါဝါတရဲနဲ့ brake ရဲ့ကဏ္ဍတစ်ကွက်ထွက်ပြီးဆိုတော့သူ့ရဲ့ဘေးနားလေးမှာဒါ၃ပါသော brake နဲ့ကဏ္ဍလေးပေါ့နော်ဒါနှစ်ကွက်ရှိတာပေါ့နော် ဲနှစ်ပွဲလိုင်းလေးကိုကျွန်တော်အနေနဲ့ပြပေးလိုက်ပြပေးပါမယ်ခင်ဗျာကဲကြည့်ကြအောင်နော်ကျွန်တော်တို့ cleaner တစ်ကြောလုံးပါပေါ့နော်ဒါ380ဆိုတဲ့ကဏ္ဍပြန်ကြရိုက်တာကလင်နာတစ်ကြောလုံးမှာဒါ3ကပ်ပဲရှိတယ်ပေါ့နော်ပရမတ်တကတ်က2003ခုနှစ်မှာ380ဆိုတဲ့ကဏ္ဍလေးကဒါပြန်ကြရိုက်တယ်ပေါ့နော်အဲ့လိုပြန်ကြရိုက်ပြရတဲ့သူကနေ1 2 3 4 5 8 9နဲ့တွားလိုက်ပါခင်ဗျာအဲ့မှာ336ဆိုတဲ့ကဏ္ဍလေးတစ်ခွက်တောက်လျှောက်လိုက်ထွက်တယ်ပေါ့နော်သူက ဒီကျင်းမမဒီ336ကိုဘာလို့ပြလဲဆိုလို့ရှိရင်ဒီကနန်းလေးက तू อ่ะ तू ကြတော့မယ်ဆိုရင် तू ရဲ့အပေါ်တပွဲကျော်မှာပေါ့နော်ခွန် तू 336ကလေးမထွက်ခင်မှာခွန်နောက်336ဆိုတဲ့ကနန်းလေးကခွန်နောက်ပိတ်ရဲ့တပွဲကျော်မှာလိုက်ထွက်တယ်ပေါ့နော်ဒီမှာလဲခွန်နောက်ပိတ်ရဲ့တပွဲကျော်ဒါ break 9ရဲ့အောက်ပေါ့နော်ကျွန်တော်ပြန်ရှင်းပြမယ်နော် तू อ่ะဒီ390ဆိုတဲ့ကနန်းလေးဒါပြန်ကြရတာကလင်နာတစ်ကျော်လုံးမှာ၃ကပ်ပဲရှိတယ်ပေါ့နော်2003ခုနှစ်မှာတစ်ချိန်ရိုက်တယ်2011ခုနှစ်မှာ390ဆိုတဲ့ကနန်းလေး ပြန်ဒါပြန်ချရဲ့တယ်ပေါ့နော်နောက်ထပ်ကျွန်တော်2020နဲ့တခုနှစ်မှာလဲ3390ဆိုတဲ့ကနေ့လေးဟာဒါပြန်ချရိုက်ခဲ့တယ်ပေါ့နော်အဲ3390ကနေရှေ့ဟူ9နဲ့မြောက်ရေးလိုက်ပါခင်ဗျာ336ဆိုတဲ့ကနေ့လေးတကွက်နောက်လျှောက်လိုက်ထွက်တယ်နော်သူဘဲချိန်မှာထွက်လဲဆိုရင်ခွန်နောက်ပိတ်ရဲ့တကွက်ချုံမှာ336ဆိုတဲ့ကနေ့လေးလိုက်ထွက်တယ်390ကနေ390ပြန်ချတဲ့ကနေ့ရှေ့9နဲ့မြောက်ရေးလိုက်336ဆိုတဲ့ကနေ့လေးတကွက်လိုက်ထွက်တယ်သူထွက်သူထွက်မယ်ဆိုရင်ခွန်နောက်ပိတ်ရဲ့တကွက်ချုံမှာ336ဆိုတဲ့ကနေ့လေးလိုက်ထွက်တယ်ပေါ့နော်ဒီမှာလဲ ဒီ390ဒါ2020နဲ့တခုနဲ့မှာ390ဆိုတော့ကဏ္ဍလေးကပြန်ကြရရထတဲ့အတွက်သူ့ရဲ့9နှစ်မြောက်မှာပေါ့နော်ဒါကျွန်တော်390 336ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ဒါခေါ်နောက်ပိတ်ရဲ့တပွဲကျော်လေးမှာ ပေးဦးမလားပေါ့နော်ဘာလို့ဒီကနေ့ကိုပြလဲဆိုရင် तू ခွန်နောက်ပိတ်ရဲ့တပွဲကျော်တယ်မဟုတ်ဘူးပေါ့နော် तू ကြမဲ့ချိန်မှာပရိတ်6ရဲ့အောက်မှာ336ခွန်နောက်ပိတ်ရဲ့တပွဲကျော်ပရိတ်6ရဲ့အောက်မှာ336ဆိုလဲကနန်းလေးရိုက်တယ်ခွန်နောက်ပိတ်ရဲ့တပွဲကျော်ပရိတ်6ပြီးတော့ပရိတ်10ရဲ့အောက်မှာ336ဆိုလဲကနန်းလေးရိုက်တယ်ပေါ့နော်ခုကလည်းခွန်နောက်ပိတ်ရဲ့တပွဲကျော်ပရိတ်6ပရိတ်10ပရိတ်17ရဲ့အောက်ဆိုရင်လည်းဒီ336ဆိုလဲကနန်းလေးကအကိုက်နေတယ်ပေါ့နော် သူ့ရဲ့ဇောင်းဘေးလေးမှာထောက်ကလေးကြည့်မယ်ဆိုရင်လည်းသူကဘရိတ်လေးရဲ့ဇောင်းပေါ့နော်ဘရိတ်လေးရဲ့ဇောင်းမှာ336ဆိုတဲ့ကဏ္ဍလေးရိုက်တယ်ဘရိတ်လေးပြီးတော့ဘရိတ်3ရဲ့ဇောင်းပေါ့နော်ဒီမှာလည်းဘရိတ်2ရဲ့ဇောင်းပေါ့နော်ဘရိတ်2ရဲ့ဇောင်းလေးမှာ336ဆိုရင်လည်းဒါကြိုက်တယ်ပေါ့နော်အဲ့တော့ဒီ336 လေးကိုဒါထိုးဖို့ပေါ့နော်ပြီးကြရင်လည်းကျွန်တော်တို့ဘူးခလိုင်းနဲ့ပတ်သက်ပြီးပြရမယ်ဆိုရင်လည်းဒီမှာ၄နောက်၄ထိပ်စီလို့၄ထိပ်စီရဲ့အဆောင်မှာ break လေးလို့ရိုက်တယ်ပေါ့နော် break လေးမူကြောင့်သူ့ရဲ့အောက်ကို၄ချိန်ဆင်းလိုက်ဘူးခွာဆိုတဲ့ကဏ္ဍလေးရိုက်တယ်ပေါ့နော်ဒီမှာလည်း၄ထိပ်စီလို့ရိုက်တယ်သူ့ရဲ့အဆောင်မှာ break လေးလို့ရိုက်တယ်ဒါကျွန်တော်တို့ mobile site လေးပေါ့နော်ဒါကျွန်တော်ရဲ့ mobile site ဟိုအင်္ဂလိပ်ကျွန်တော်ပြနေတဲ့ line တွေပေါ့နော်၄ထိပ်စီရဲ့အဆောင်မှာ break လေးလို့ရိုက်တယ်။ break လေးမူကြောင့်သူ့ရဲ့အောက်ကို၄ချိန်ဆင်းလိုက်သူကအပူခွာလို့ရိုက်တယ်ပေါ့နော်ဒီမှာ၄ထိပ်စီလို့ရိုက်တယ် သူ့ရဲ့ဆောင်မဘရိတ်လေးလိုရတဲ့ဘရိတ်လေးကနေလေးချိန်ဆင်းလိုက်ဒီနောက်လေးမှာအခုခွာရိုင်အောင်မယ်ဆိုရင်လဲဒီ363ဆိုတဲ့ကဏ္ဍလေးလဲကိုက်တယ်ပေါ့နော်ဘရိတ်သူကဘရိတ်လေးရဲ့ဆောင်ဘရိတ်3ရဲ့ဆောင်ဒါဘရိတ်2ရဲ့ဆောင်ပေါ့နော်ဒါကျွန်တော်တို့ဒီခေါင်းနောက်ပိတ်ရဲ့တပွဲကျော်ပေါ့နော်ခေါင်းနောက်ပိတ်ရဲ့တပွဲကျော်ဘရိတ်9ရဲ့အောက်ခေါင်းနောက်ပိတ်ရဲ့တပွဲကျော်ဘရိတ်10ရဲ့အောက် ခုနောက်ပိတ်ရဲ့တပွဲကျော်ပြိဿတ်တဲ့ရဲ့အောက်ဆိုရင်လည်းဒါသူကကြိုက်တယ်ပေါ့နော်အဲ့တော့ဒီ336ကလေးကိုကျွန်တော်ရဲ့ 3D မိတ်ဆွေများတို့မက်တာလက်ဆောင်ဖြစ်ပြီးလိုက်ပါတယ်နော်နောက်ထပ်တစ်ခါကျွန်တော်ထပ်ပြီးတော့အဲ့336ကလေးနဲ့တခြားသုံးပါတော့ပြိဿနဲ့ line လေးတကူကျွန်တော်ထပ်ပြပေးမယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာနှစ်ခွန်နဲ့ဆိုတော့ကနန်းထွက်ပြီပေါ့နော်သူရဲ့တနှစ်ကျော်မှလည်းနှစ်ခွန်နဲ့ဆိုတော့ကနန်းထွက်ပြီသူရဲ့တနှစ်ကျော်မှလည်းနှစ်ခွန်နဲ့ဆိုတော့ကနန်းလေးထွက်ပြီပေါ့နော်နှစ်ခွန်နဲ့ကနန်းလေးထွက်ပြီပြီဆိုတော့နှစ်ခွန်ရဲ့အောက်မှာကြားတဲ့ကနန်းကဒါကျွန်တော်တို့ပထမကြားတဲ့ကနန်းကို ငါးခုံကိုပေါ့နော်ငါးခုံကိုဆိုတဲ့ကဏ္ဍကဒါအမြင်မဲ့တော့လိုက်တော့မယ်နော်ရည်မပြတော့ဘူးငါးခုံကိုဆိုတဲ့ကဏ္ဍက2013ကကဏ္ဍပေါ့နော်ပထမနဲ့ခုနှစ်ရဲ့အောက်မှာကြတဲ့ငါးခုံကိုဆိုတဲ့ကဏ္ဍက2013ကကဏ္ဍပေါ့နော်အဲငါးခုံကိုကနေဘေးကနေပေါ့နော်တင်းနေ3 4 5 6 9 8 9 10 10ချိန်ကြီးလိုက်ခုနှစ်ရှစ်ဆိုတဲ့ကဏ္ဍဒုတိယနှစ်ခုနှစ်ရဲ့အောက်မှာကြတဲ့ဒီ6ခုနှစ်ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ဒီငါးခုံကို2013ပေါ့နော် 2023ခုကနေဒါ10ချိန်မြောက်ယူလိုက်ရင်ခုနှစ်ချက်ဆိုတဲ့ကဏ္ဍလေးဒါပြည်တာပေါ့နော်။သူကနေ10ချိန်ယူလိုက်ရင်23ခုဆိုတဲ့ကဏ္ဍကကုတတ္တိယမြောက်2900ရအောက်လေးမှာဒါပြည်ဦးမလားပေါ့နော်။ရှင်းမယ်လို့ဒီမှာနော်။ဒီပထမ2900ရအောက်မှာကြတဲ့ကဏ္ဍ2023ခုနှစ်က9ခုဆိုတဲ့ကဏ္ဍသူကနေ10ချိန်တက်လိုက်သူဘေးကနေပေါ့နော်။10ချိန်တက်လိုက်2014ခုနှစ်မှာခုနှစ်ချက်ဆိုတဲ့ကဏ္ဍဒုတိယ2900ရအောက်မှာကြတဲ့ကဏ္ဍကုတတ္တိယ2900ရအောက်မှာကြတဲ့ကဏ္ဍကိုကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်ကျတော့လဲကျွန်တော်တို့ဒီနေ့လေးမှာ ဒီခုနှစ်ရှစ်ကနေဘေးကနေ1 2 3 4 5 6 9 10ပေါ့နော်10ချိန်ကြီးလိုက်မယ်ဆိုရင်2ခွန်3ဆိုတဲ့ကဏ္ဍကြီးရှိတယ်ပေါ့နော်2ခွန်3ဆိုတဲ့ကဏ္ဍလေးကိုလည်းဒါ ထိုးချင်ထိုးလို့ရအောင်ကျွန်တော်အနေနဲ့ပြပေးလိုက်တယ်နော်ဘာလို့နှစ်ခွန်သုံးကလဲသူ့ရဲ့ဆယ်နှစ်ချမှာနှစ်ခွန်သုံးငါးဆွန်နှစ်ခုနဲ့ဆယ်နှစ်ချလိုက်မှာနှစ်ခွန်သုံးဆိုတဲ့ကဏ္ဍပြီးတယ်ငါးဆွန်နှစ်ခုနဲ့ဆယ်နှစ်ချလိုက်မှာလည်းနှစ်ခွန်သုံးဆိုတဲ့ကဏ္ဍလေးရှိတယ်ပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်တို့ဒီ2013ကကဏ္ဍဟာ2013ကကဏ္ဍဟာပရမနှစ်ခွန်နဲ့ရအောက်ကိုကျတယ်2013ပြီးတော့2014ခုနှစ်က2014ခုနှစ်ကကဏ္ဍဟာဒုတိယနှစ်ခွန်နဲ့ရအောက်ကိုအောက်ကိုလိုက်ကြတယ်တတိယ ဒါကျွန်တော်တို့တတိယအနှစ်ခုနှစ်ရအောက်မှာကြရမယ်ကဏ္ဍဟာ2015ခုနှစ်ကဗရိတ်၃ပါတော့ဗရိတ်နှစ်ကဏ္ဍဆိုရင်23ခုဆိုတဲ့ကဏ္ဍလေးရှိတယ်363ဆိုတဲ့ကဏ္ဍလေးရှိတယ်ဒီနှစ်ကွက်ရှိတာပေါ့နော်ဒီနှစ်ကွက်ရှိတဲ့အတွက်ကျွန်တော်၃ပါတော့ဗရိတ်နှစ်ဆိုလို့ရှိရင်ဒီနှစ်ကွက်ပဲရှိတဲ့အတွက်ဒီနှစ်ကွက်ကလေးကိုဒါကျွန်တော်ရဲ့3ဒီမိတ်ဆွေများကိုလက်ဆောင်ပေးလိုက်ပါရနော်ဒီနှစ်ဒီနှစ်ကွက်ကလေးကိုစိတ်နှစ်တည်ရင် တိုက်နှစ်တယ်လို့ထိုးကျင်နေဆိုရင်ထိုးလို့ရအောင်ကျွန်တော်ရဲ့သတိဒီမိတ်ဆွေများအတွက်မေတ္တာလက်ဆောင်အဖြစ်ပေးလိုက်ပါတယ်နော်ဒီအချိန်တွဲကျွန်တော်တို့လုံးဝတတိဖြစ်အိုးပါမယ်ဒေအော့တကွက်လဲဒါမှန်ပါတိတန်အတွက်ပေါ့နော်ဒေအော့ကွက်လေးတကွက်လဲရှိပါသေးရနော်ဒေအော့တကွက်လေးရဲ့အရန်ကွက်လေးပေါ့နော်အရန်ကွက်လေး၃ကွက်ရရှိတယ်ပေါ့နော်အဲဒေအော့တကွက်နဲ့အရန်အရန်၃ကွက်ကိုတော့ကျွန်တော်အနေနဲ့တပေါင်းယူပါတယ်ခင်ဗျာ ပြီးကြလို့ရှိရင်လည်းသူကဒေအိုးကွယ်ရောအဲအရန်ကွက်တည်းရဲ့ site တွေကိုရောပေါ့နော်ကျွန်တော်ရဲ့ Telegram မှာဒါကျွန်တော်ပြပေးမယ်ပေါ့နော်ဒီချိန်စာလက်တွဲလူတွေဆိုရင်တော့ဒါ3996 4 4 9 4 439ကနေလာရောက်ဆက်သွယ်ပြီးတော့ဒါတစ်ချိန်စာ1000နဲ့လာရောက်ဆက်သွယ်နိုင်ပါရဲ့နော်သူရဲ့ awkward site ဘာလို့အဲကနန်းလေးကိုမှဒီချိန်မှာ၈ချိန်မှာလုံးဝဒေအိုးကွယ်တရေပြေဒေအိုးကွယ်ကလေးကိုထုတ်ခဲ့လဲဆိုတော့ထုတ်ခဲ့လဲဆိုတော့ line ကို Telegram မှာကျွန်တော်အနေနဲ့ site နဲ့တကွပြပါ ပြသပေးပါမယ်เนาะ Telegram group လေးမှာပေါ့เนาะ site နဲ့တကွာ group လေးလုပ်ပြီးတော့ကျွန်တော်တေချာဒါရိုက်ထားတဲ့ video file လေးကိုကျွန်တော်အနေနဲ့ပြသပေးမယ်ပေါ့เนาะတကယ်လို့မှဒီ shit chain မှာထုတ်ခဲ့တဲ့ကျွန်တော်တို့မွေးကွက်လေးဖြစ်တဲ့ပေါ့เนาะအဲ့ကနေလေးကမွေးကွက် site ကြလေးလေးဖြစ်တဲ့ shit chain မှာမထွက်ဘူးပေါ့เนาะ shit chain မှာတည်းမဟုတ်ဘူးပေါ့เนาะ shit chain မှာတည်းမဟုတ်ဘူးဒီ2025မှာခုမွေးကွက် site ကြလေးကကျွန်တော်ပြခဲ့တဲ့ group ဒီအပတ်အတွက်တဲ့အုတ်ကွက် line လေးနဲ့ရံကွက်၃ကွက် line လေးကတကွက်မှမထွက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့2026မှာ ဒါကျွန်တော်ရဲ့ member group တဲ့ကိုခု၈ချိန်မှလာရောက်လက်တွဲတဲ့လူတွေကိုဒါ2026 member group တဲ့ကိုကျွန်တော်အနေနဲ့ပြန်လဲထည့်သွင်းပြီးတော့ပြီးတော့ပါဖြစ်ပါရနော်ဒီချိန်အတွက်ကတော့တစ်ချိန်စာကျွန်တော်တို့က1000ယူပါ1000ယူပါမယ်ခင်ဗျ site သူရဲ့ဒီရှစ်ချိန်အတွက် awkward cycle ကိုလည်းဒါ Telegram group မှာတေချာ cycle နဲ့တကွရှင်းလင်းပြတာပြီးတော့တင်ပြပါမယ်နော်။လာလာရောက်အပေးလို့လဲဆိုရင်ဒါ3699 4669ကနေလာရောက်ဆက်သွယ်ပြီးတော့အပေးလို့ရပါတယ်ခင်ဗျာ။ဒီချိန်အတွက်ကတော့လုံးဝတက်တတိပြပေါ့နော်။ဒါထုတ်ခဲ့တဲ့ line လေးပဲကြည့်ရပါမယ်နော်။ဒီကနေလေးကိုဒါလာရောက်ဆက်သွယ်လို့ရတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ ဆွမ်းတော့ပြတဲ့ဖုန်းနံပါတ်ကလေးကိုလာရောက်ဆက်သွယ်ပြီးတော့အားပေးနိုင်ပါတယ်နော်ကျွန်တော်ရဲ့အမြဲတမ်းကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်းလာရောက်အားပေးတဲ့ 3D mix တွေအပေါင်း2025ရှစ်ချိန်မှာပေါ့နော်ဒေအော့ကွက်ကအချီးကြီးပြီးပြီးတော့တရေပြစ်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်